အားလုံးပဲမင်္ဂလာပါရှင်။အာစီတုတ္တဆောင်ရတ္တဆောင် channel မှာကြိုဆိုပါရစေ။ကျမကနှင်းစီဖြစ်ပါတယ်ရှင်။ကျမအခုဖတ်ပြပေးမယ့်စာအုပ်လေးကတော့နီကိုရဲ့ရေးသားထားသောနတ်ငယ်အပိုင်း၈ပဲဖြစ်ပါတယ်။နတ်ငယ်အပိုင်း၈ဘဝကြည့်ကွန်ပျူတာခန်းထဲတွင် ရှိသမျှနတ်များအလုံးတိတ်ဆိတ်စွာဖြင့်လေထဲရှိ TV ဟု နားလည်လို့ရသော စက်ကရိယာကို တိုးလိုက်နှိမ့်လိုက် လုံနေသောနတ်မယ်ကလေးနောတာမိရဲ့လက်ချောင်းကလေးကိုငေးနေကြတယ်။ကျွန်တော်နဲ့အိယံတို့လည်းအတူပေါ့။ရွာတော်ရှင်ဘိုးဘိုးဇေယစခကိုတိုင်းလည်းစိတ်ဝင်စားနေတဲ့ပုံအပြင်တုံလှုပ်စိုးရိမ်နေတယ်လို့လည်းပြောလို့ရပါတယ်။ကွန်ပျူတာကိုကင်နေတဲ့နတ်မယ်လေးနောတာမိကတစ်ချက်မဲ့တယ်။ပြီးတော့သူခလုတ်တွေဝော်ကိုလှပသေးသွယ်တဲ့ ကြီးလို့ကောင်းတဲ့လက်ချောင်းကလေးတွေကပြေးလွှားသွားပြန်တယ်။သူ့လက်ချောင်းကလေးတွေတစ်ချက်နှိပ်ရင်လေထဲကစက်ခရင်မှအယုတ်တွေပြောင်းအယောင်တွေပြောင်းကိန်းကနန်းတွေပေါ်လာလို့လားနဲ့ဘာတွေမှမသိပေမဲ့နော်တာမိရဲ့မျက်နှာထားကြောင့်အရေးကြီးတယ်ဆိုတာကိုတော့ကျွန်တော်ခန့်မှန်းရပါတယ်။နော်တာမိကခေါင်းကိုတစ်ချက်ရမ်းရင်းမျက်နှာကတီကြီးလေးနဲ့စွာနဲ့ရွာတော်ရှင်ဘိုးဘိုးကိုရှောက်ပါတယ်။ မှန်မဖျားဘိုးဘိုးရဲ့ဆွေတော်မျိုးတော်များများကအပယ်လေးပုံဖြစ်တဲ့ငရဲမှာကြနေပါတယ်။ပိတ်ဓာတွေလည်းဖြစ်နေပါတယ်။အတူတကယ်တွေလည်းရှိပါတယ်။တချို့ကလည်းနတ်ပြည်မှာဆိုတော့အလှအတန်းကမရှိပါဖျား။လူလောကမှာ23ယောက်ပဲရှိတဲ့အနှက်ကအယောက်20ကဘာသာချားမှာပါ။ကြံတဲ့2ယောက်ကနှပုံးပနုတ်အချောက်တို့မဟုတ်မိမရှာဖြစ်နေပါတယ်။ တယောက်တော့သူပဲလူဘဝမှာပြည့်ပြည့်စုံစုံနဲ့လူအဖြစ်ရှိနေပါတယ်ဖေ။နတ်မေနောတာမိရဲ့နောက်ဆုံးစကားကိုကြားတော့မှဘိုးဘိုးဇေယဆက်ခရဲ့မျက်နှာဟာဝင်းပန်သွားပါတယ်။အားလုံးရဲ့မျက်လုံးတွေကလည်းနတ်မေကလေးနောတာမိမျက်နှာပေါ်မှာပါပဲ။ရှာရှာပါပါကြံခဲ့တဲ့တယောက်ကို တပည့်တော်ရှာနေစေပါဘိုးဘို။အေးတတိနဲ့စီစီစစ်စစ်သာလုံပါကွယ်။ ရွာတော်ရှင်ဘိုးဘိုးသည်စိတ်လှုပ်ရှားမှုကိုထိန်းလျက်နော်တာမိကို ပြောနေစင်မှာပဲနေတဲ့ကတီဗီစကရင်ဟာအပြာနုယောင်ကနေအဝါယောင်ပြောင်းပြီးတော့အစိမ့်မှ နောက်ဆုံးရွှေဝါယောင်ကိုပြောင်းပြီးတည်ငြိမ်သွားပါတယ်ဘိုးဘိုးတို့များတိတ်ကံကောင်းတာပဲသူကမင်းကလေးအပြိုကြီးနော်တာမိကတီဗီစကရင်ပေါ်မှာပေါ်လာတဲ့စာတမျိုးကိုဖတ်ပြပါပါတယ် ထိုစာကိုနော်သားမိမှနွဲ့၍ဘသူမှမဖတ်တတ်ပါအပြူကြီးပြီးတော့သူကဘိုးဘိုးတို့ပိုင်နေတဲ့ကသူ့ဝိုင်းကြီးရက်ွက်အမြစ်တာတက်လန့်မှနေတယ်ကဲဘိုးဘိုးတို့များဘလောက်တန်ကောင်းတယ်လဲကောင်းပြီနဲ့မယ်ပေတဒါနအတွေ့ဘလို့မျှဆက်လို့ရပါမလဲဆိုတာလဲပြောစမ်းပါဦးရွာတော်ရှင်ဘိုးဘိုးစကားဆုံးနဲ့မယ်နော်သားမိက သူ့ခလုတ်တွေကိုနှိပ်ပြန်ပါတယ် စကရင်ပေါ်ကဖြတ်ပြေးနေတဲ့အယုတ်တွေပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့အရာတွေအထက်သို့ဒရဆက်တက်နေတဲ့ကိန်းကနန်းတွေအားလုံးဖြတ်ကနေရက်သွားပြီးစာပိတ်တစ်ပိတ်နဲ့ကိန်းကနန်းတချို့ကြံခဲ့တော့မှနတ်မေက အာရကျေနပ်စွာရွာတော်ရှင်ဘိုးဘိုးကိုလက်အုပ်ချီရင်းသူ့ကိုပေတဒါနပြုနိုင်အောင်အကောင်းဆုံးအကူအညီပေးနိုင်တဲ့နတ်တစ်ပါးရှိနေပါတယ်ဘိုးဘိုးအေးရှိရင်ရှောက်ဟဲနတ်မေရဲ့ နတ်မင်းနောသားမိကအားလုံးကိုပြုံကြည့်လိုက်ရင်ဘိုးဘိုးရဲ့တူးဒီသောဆွေမျိုးဖြစ်တဲ့ဒေါခင်မိုးမာ ဆိုတဲ့အပြိုကြီးဟာတော်တော်ကပ်စီနှဲပါတယ်။သူ့ဘဝမှာရှားရှားပါပါတကြိမ်ပဲလှူခဲ့ဘူးတဲ့။ဒါတောင်တငယ်ချင်းရဲ့သားဖြစ်သူယဟန်ပြုလို့တင်စင်းလောင်းတုံးကပါ။သူ့ကိုလှူခြင်းတန်းညင်စိတ်ပေါ်အောင်လှုပ်ပေးနိုင်တဲ့နှက်ကတော့ရွာနဲ့ရုပ်ကစိုးဘိုးဘိုးသူ့မနာရဲ့နှက်ငယ်အစ်စာပဲဖြစ်ပါတယ်ဘိုးဘိုး။ အားလုံးကအစ်စာကိုဝိုင်းပြီးကြည့်ကြတယ်။အီးရန်ကပြောနေပုံရှိပြီးကျွန်တော်ကိုကျွန်တော်တော့အံ့ဩနေမိတယ်။ဟုတ်တယ်လေရွာတော်ရှင်ဘိုးဘိုးကိုကျွန်တော်လိုနတ်ငယ်တကောင်ကဘာကူညီနိုင်မှာလဲ။ရွာတော်ရှင်ဘိုးဘိုးကလည်းနတ်သက်ငယ်လို့နဲ့ကျွန်တော်ကိုတစ်ချက်လှမ်းကြည့်ရင်းဟေးနောက်မရှိတော့ဘူးလားနတ်မိငယ်။ဘိုးဘိုးဖခင်တပည့်တော်တို့ကအကျိုးဆက်အကြောင်းဆက်ကိုရှာရပါတယ်ဖခင်။ အခုနတ်ငယ်အစ္စဟာဒေါခင်မိုးမာနဲ့ဘဝတရားကျော်တအဖြစ်နဲ့လူဘဝမှာနေခဲ့ရဘူးတဲ့အတွက်အစ္စနဲ့ဒေါခင်မိုးမာဟာပဋ္ဌာန်းဆက်ရှိတဲ့အတွက်အကျိုးဆောင်ရမှာစိတ်ညှို့မှုပိုပါတယ်ဖေဟာဒါဟာအရေးကြီးဆုံးအချက်ပါရွာတော်ရှင်ဘိုးဘိုးကငြိမ့်နေတယ်ကျွန်တော်ကတော့ပြောနေတာပေါ့ဗျာကျွန်တော်အိုင်ပန်စီကိုသွားရမယ်ဥစား gain အလုံးအမိန့်ချမယ်ကျန်နဲ့များ မိမိတို့ဆောင်ရွက်ဖွယ်ရန်ကိစ္စရှိတာတွေကိုဆက်ဆောင်ရွက်မယ်ပြီးတော့ပြီးတော့သူ့မနာနဲ့နတ်ငယ်ငါဘုံနှန်းကိုညံ့နေလာရမယ်ကဲပြန်ကြွမယ်ရွာတော်ရှင်ဘိုးဘိုးကို အားလုံးကရှစ်ခိုးလိုက်ကြပါတယ်မိနွေနေဒီနားမှာခဏစောင့်နေသူ့လောက်တာတွေကိုကြည့်နေနော်မကြိုက်တာတွေ့ရင်ချက်ချင်းပြောသူတို့ကကြည့်နိုင်ပြောနိုင်မှတော်ခါကြတာဒေါ်ချန်ရှင်းတဲ့ဘက်ခဏသွားလိုက်ဦးမယ် ဒေါခင်မိုးမှာစိတ်ထဲမှာကဒီလိုနေစားပုံပြအလုသမားများသည် ရေသာခိုတက်ကြသည်ဆိုတဲ့သီအိုရီကိုခေါင်းနဲ့စွဲထားပြီးအနားမှာလူရှိနေမှ မခုမကတ်လုံးလိမ့်မည်လို့လည်းခံယူထားပါဗျ။ခြုံရှင်းတဲ့အဖွဲတွေကချန်တချန်လုံးအပီးရှင်းတသောင်းခွဲ တောင်းတာကိုများတယ်ဆိုပြီးနေစားအလုသမား9ယောက်ကိုတယောက်1200နဲ့ငှားပြီးအပီးရှင်းနေတာပါ။ဒီနေ့တနေ့ထဲနဲ့ခြံပြီးသွားရင်သူ6000တက်တာမယ်6000တက်တာလည်းနည်းသလားဆိုပြီးမှ ဒေါခင်မူးမာ၏လက်သုံးစကားဒေါခင်မူးမာရဲ့လက်တွေ့ကျင့်သုံး policy ကဝယ်လင်းစစ်မီရောင်းလင်းတောင်းမီဆိုတဲ့ policy နှွေးကတော့အိမ်ရှိမျက်နှာစာအုပ်တည့်ထားတဲ့နေရာကိုငပြောလူစိန်ကလေးတုံနေသောကလားလေးဆေးဆွဲချပုံဆေးယူပုံအုံနိုင်ရန်ပေါ်မှာတေးတေးချာချာတုံနေပုံတွေကိုငေးနေရင်ဘယ်အလုံးမစူကျွမ်းကျင်ရနိုင်မှာဆိုတာဟုတ်ပါလားဟုတ်တွေးမိတယ် ဒေါခင်မိုးမာကမနဲ့ကလေးကခြံရှင်းတဲ့အုပ်စုကိုသိမ့်မကျေနပ်ပါလူတယောက်ကို1200နဲ့ပြော့ထားပြီးတော့မှဒီနေ့လာရှင်းတော့73နှစ်လောက်သားသားရှိတဲ့ကလေးတယောက်ပါလားလှုပ်အားကတာမန်အလုသမားကြီးလောက်ဘယ်ရှိပါမလဲဒါတမင်သက်သက်သူ့ကိုကြောတာပဲလို့ဒေါသထွက်နေရတယ်မင်းတို့ကငါပြောတဲ့တယောက်1200ဆိုတာမင်းတို့အရွယ်ကိုပြောတာအခုကလေးတယောက်ပါလာတော့ဘယ်အလုတွင်တော့မလဲကွာဒီကလေးကိုတထောင်ပဲပေးမယ် အဲ့ဒီလိုတော့ဘဲရမလဲအန်တီလူခေါ်ရတာလွယ်တာမဟုတ်ဘူးအခု1200နဲ့ဟာကကျွန်တော်တို့အလုတ်ပါလွန်းလွန်းလွန်းလုတ်တာအမှန်ဆိုကျွန်တော်တို့ကတနေ့1200စားရီမဟုတ်ဘူးအနည်းဆုံး2000ရှိတယ်2000နေတို့လုတ်နေပုံမျိုးနဲ့ရပါလိမ့်မယ်အာကြီးကြီးအမလီအမ်ပါ2000နဲ့ဒေါခင်မို့မှာခြံဝမှာငုတ်တုတ်ထိုင်ရင်ခြံရှင်းသမားတွေနဲ့ရန်ဖြစ်ပါတယ်သူ့အတွက်တော့ဒီနေရာဟာနေလို့ကောင်းတယ်တိတ်ဆိတ်တယ်ဆိုတာအပြင် တခုမှမကောင်းဘူးလို့တွေးနေမိတယ်။မနေ့ကမဟင်းကားဆိုင်ကလေးမှာမဟင်းကားသွားဝဲတော့သူကကျက်သွုံဥကိုတောင်းတယ်။ကျက်သွုံဥကိုသူတို့ကဟင်းရီထဲမှာထည့်တာမဟုတ်ဘဲတတ်တတ်အိုးကလေးတစ်လုံးနဲ့တဲထားထည့်ထားတာပါ။အဲသူကကျက်သွုံဥတောင်းတော့ရောင်းတဲ့ကောင်မလေးကအကျော်နဲ့ဝဲတဲ့သူကြမှာကျက်သွုံဥထည့်ပြီးတာတဲ့။ကဲဘလောက်စိတ်တူစရာကောင်းတယ်လေ။ခုလဲချန်ရှင်းသမားတွေကသူ့ကိုပညာပြပြီး 900 600လောက်ပဲပေးရမယ်ခြံတိတ်တယောက်ကိုခေါ်လာတယ်။ကလိဆိုတော့မြောင်းထဲကအမိတ်တွေဆဲတာခြံစည်းရိုးမှာပေါက်နေတဲ့နွယ်ပင်တွေကိုဖယ်တာဒီလောက်ပဲလုံနိုင်တော့မှာပေါ့။သူတို့လိုမြေပောက်တာတို့ထန့်သေးတာတို့ဘယ်လုံနိုင်ပါမလဲ။မင်းတို့ဒီခြံကိုဒီနေ့အပြတ်ရှင်းတော့မပြီးရင်မင်းတို့ဆိုတဲ့ဈေးတစ်ဝက်ပဲရမယ်။နောက်နေ့ဆက်လို့အားလုံးရှင်းမှလုံအားပြည့်ရမယ်။ဟာအန်ဒီကျွန်တော်တို့ငှားထားတာတနေ့1200လေး။ ရခင်မူမာကခါကိုထောက်လိုက်တယ်သူ့ပုံစံကဘသူ့ကိုမှမကြောက်တဲ့ပုံစံမျိုးဒီမှငါနင်းတို့ကိုစငါတော့တပေါင်းခွဲတောင်းတယ်အားလုံးအပြည့်ငါကစည်ရင်းနဲ့တယောက်1200နဲ့ဈေးတည်တာငါခြံကိုပြီးအောင်ရှင်းမရှင်းမဲနဲ့တော့ငါစီကတပြားမှရနိုင်မယ်မထင်နဲ့ဒါပဲဒေါခင်မူမာကမာသလားမမင်းနဲ့ပြော့ပြီးတာနဲ့ဒေါသတကြီးထွက်သွားတယ်ခြံရှင်းတဲ့သူတွေလည်းစိတ်ငြင်းပြီးမျက်နှာမသာမယားနဲ့ကြံခဲ့တယ်တယောက်ကอืม ီမိမကြီးယောက်ျားမရတာအဲ့ဒီလိုစည်ရင်စည်ရင်နဲ့မတဲ့လို့မျိုးသွားတဲ့ဈေးမတဲ့အပြိုကြီးပဲဖြစ်ရမယ်ခြံရှင်းနေရင်လူတွေအလုံးဝိုင်းရေလိုက်ကြတယ်ရေတန်ဆုံးတော့တယောက်ကစပြီးမလုံနဲ့ဟိကောင်ဟိုကကြားသွားရင်တက်ထောင်တန်နဲ့မဲမင်းမပါသွားအောင်မယ်ဆိုတော့ရေတန်တွေထပ်ပြီးပွဲကြကုန်တာပေါ့ရွာတော်ရှင်ဘိုးဘိုးရဲ့နှက်ကုန်းကိုရောက်တော့ဝိညာဉ်မှတ်ပုံတင်အခန်းတော့ကခန္ဓာလှပြီးမှတ်တာတွေအားလုံးကို မေ့ပြေးလိုက်လို့တောင်းရတယ်။ခြေချတဲ့နေရာတိုင်းကဒစုံတရားနဲ့မထိသလိုဒါမှမဟုတ်ဂုံးအူတင်ဆိုင်လေးလိုနင်းနေရတယ်လို့ပဲဘလို့ရနဲ့မှလေးပြော့ပြလို့မရတဲ့ရနဲ့ကတိတ်နေကလေးသိနေတယ်။ကျွန်တော်တို့နေရာယူအပြီးမှဘိုးဘိုးရွာတော်ရှင်ကကြွရတာပါ။ရွာတော်ရှင်ဘိုးဘိုးကတော့တီတီငိမ့်ငိမ့်ပါပဲ။သူ့မနာမိမ့်ပါဗျာ။ အင်းငါဘဝရင်ကုလိုပြုမှုတွေရဲ့ကံအရာငါဟာအခုမြို့ဆောင်တဲ့အဖြစ်ကနေမြန်မာတစ်ပါးဖြစ်ဖို့အတွက်တင့်စီမှာရှိတဲ့နတ်ငယ်ကကူညီလိုက်မှမဟုတ်လားမှန်ပါတယ်ဖေဟာကိုင်းအဲ့ဒီတော့အဲ့ဒီနတ်ငယ်အစ္စရှေ့တိုးစံရွာတော်ရှင်ဘူဘူခေါ်တာကိုကျွန်တော်ကြောင်ပြီးနေရာကမရွေးပဲဖြစ်နေအေးရန်ကလက်တို့ပြီးဘူဘူသူမနာကလှဲ့ကြည့်တော့မှအသိဝင်ပြီးရှေ့ကိုထွက်ရ ကိုင်းဒီနတ်ငယ်မှာနတ်တို့ရဲ့တကူအိတ်ဒီပတ်ဘာတွေများရထားလဲတခန်းလုံးဟာတိတ်သွားတယ်ကျွန်တော်လည်းဘာပြောရမှန်းမသိဘူးသူ့မှာတမန်ပညာမင်းဆောင်နတ်ငယ်ရဲ့တမန်တကူလေးတွေပဲရှိပါတယ်ရွာတော်ရှင်ဘိုး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 သူ့မနာကဝင်းလျှောက်ပြီးတော့မှပဲကျွန်တော်အသက်ဝင်ပါတယ်อืมတကူနေတယ်ဆိုရင်တော့မဖြစ်သေးဘူးပေါ့ သူ့ကိုတကူအိတ်ဒီပတ်ကိုအခုပေးလိုက်ပြန်ရင်လဲငါကဘက်လိုက်တယ်လို့ကြံတဲ့နတ်ငယ်တွေကဆိုကြလိမ့်မယ်။ဒီတော့နတ်ငယ်အစ်စမမဖေကလွန်လေပြီးသောဘဝဘဝတွေကဆွေမျိုးတော်ဆက်ခဲ့သူတွေကို ပေးလှူဖို့ပေတဒါနပေးရမယ်အိမ်ကိုသိပြီလား။သိပြီပါပြီဖေက။ gain ဒါဆိုအဲ့ဒီအိမ်ကိုသွားပြီးသူတို့မိသားစုကိုကြည့် ူတို့အလှအတန်းဖြစ်အောင်စွမ်းဆောင်ဖို့အတွက်လိုအပ်မဲ့အိတ်ဒီပတ်ဒီကိုတကိုးအိတ်ဒီပတ်ကိုပြန်လျှောက်ဟုတ်ပလားမှန်မဖြစ်ဘိုးဘိုးဖေဟာမောင်မင်းနဲ့ငယ်တယောက်တည်းနဲ့ဒီကိစ္စပြီးမှလားအဖော်လိုသေးလားတပိတော့တဘာတဲ့ထဲဆိုင်တော့အခုရှိရင်ပိုးအဆင်ပြေနိုင်ပါတယ်ဖေဟာနဲ့ငယ်ခေါ်ခြင်းနဲ့အဖော်ရှိသလားမှန်မဖေဟာ မြောင်မြင့်ကုန်းတပည့်မှာရှိတဲ့မြရပင်ဆောင်နတ်ငယ်အေးရန်နဲ့တပည့်တော်နဲ့အတူနေကိုရွှေသားကြီးကိုပါခေါ်ကြမှာတယ်ဖေဟဲ့ကိုရွှေသားကြီးဆိုတာကရွာတော်ရှင်ဘူးဘူးကတန်အတော်ရေရွတ်တယ်တပည့်တော်ရဲ့တပည့်အရင်နီခုနာကိုခေါ်တာပါဖေဟဲ့ကဲဒီတော့ငါကိုယ်တော်ကခွင့်ပြုတော်မူတယ် အဲ့ဒီအိမ်ကိုသွားပြီးအလှအတန့်အတွက်မင်းတို့ဘာတကောအိတ်ဒီပတ်တွေလိုတယ်ဆိုတာမှတ်ခဲ့ကြပေါ့တင်းတင်းကြပ်ကြပ်သတိပေးလိုတာက အခုလာမဲ့ဝါဆိုလာပြီနေမတိုင်မီအဲ့ဒီအိမ်က ပေတဒါနပြုပြီးငါကိုယ်တိုင်တာထုခေါ်နိုင်မှဒီကနေအပိအပိုင်ချုပ်ငိမ့်ပြီးမြမပြီကို ရောက်ရမှာဆိုတော့မင်းတို့ကိုအဲ့ဒီနေ့မတိုင်ခင်အလှဖြစ်စေခြင်း ਨੇ စောရင်ကောဖေဟာစောတာကတော့စောနေကောင်းနေပဲ ဝါဇိုလာပြည်နေအထိမှအဲ့ဒီငါနဲ့အမျိုးတော်သူကပေတဒါနကိုမပြူဘူးဆိုရင်ငါဟာပြမဘုံကိုသွားဖို့မရှိတော့ဘူးဒီတော့အချိန်ကိုအလကားမဖြုံမဲစီစစ်ပြီးအသုံးချဖို့ငါမိန့်ခြင်းနဲ့ကျမဖေဟာကျွန်တော်နေပြီးမှရောက်လာတော့အေးရန်နဲ့ကိုရွှေသားကြီးကပါဝင်းဖြေကြတယ်အဲ့ဒီတော့မင်းတို့ကိုပါဝါတိုးပေးတဲ့အခါဘေးနက်တွေမညှိုးညင်းရအောင် နေတိုင်းဘူဘူတုမနာတရားထိုင်တဲ့အခါမင်းတို့သုံးပါလိုက်ထိုင်ကြဖို့ပဲတုမနာကြားလားမှန်လားပါဘူဘူကြီးကန်တရားဆိုတာတော်တော်စမ်းကြယ်တယ်ငါကဟော်ဒီမြို့နယ်ရဲ့မြို့နယ်ဆောင်ဘူဘူကြီးပဲမဲ့ငါရဲ့အကျိုးစီးပွားတိုးတရာတိုးတက်ကြောင်းကိုငါကိုယ်တိုင်ဆောင်ရွက်လို့မရဘူးသူအကျိုးအကြောင်းတိုက်ဆိုင်တဲ့သူကတာနေစီစဉ်ပိုင်ခွင့်ရှိတယ်ဒါကြောင့်တကူအာနာဆိုတာ နေရာတိုင်းပြီးတယ်လို့မထင်နိုင်ကြနဲ့အားလုံးဟာအနိစ္စာဆိုတာနားလည်ထားကြပါမှန်မှဖေဟာဒီတော့ထူးခြားတဲ့ကိစ္စပြဿနာမရှိရင်ငါနန့်ကိုမင်းတို့သုံးယောက်အချိန်မီွေးလာနိုင်တယ်ဟုတ်ပလားပြီးတော့ည7နာရီမှဘိုးဘိုးပရိစိတ်ပြီးအပြန်မှအဲ့ဒီနေ့ရဲ့ဖြစ်စဉ်ကိုအမြဲလာရှောက်တင်ရမယ်အစ္စအဲ့ဒီတာဝန်ကိုတော့မင်းတပါးပဲယူရမယ် ကျန်တဲ့မင်းအဖော်တွေပြောတဲ့စကားကတရားမဝင်ဘူးသိလား gain သွားစရာရှိတာဒါသွားကြကြွကြပြီတော့ကျွန်တော်တို့လည်းရွာတွေကပညာမင်းကိုပြန်ရောက်တော့မှခဏနားရတယ်ကျွန်တော်ရဲ့တာဝန်မှာပါဝင်ခွင့်ရလို့အေးရန်ကကိုရှိသားကြီးရောဝမ်းသာနေကြတယ်အေးရန်ကနင်းကမပြောတော့သွားပါပြီဆိုပြီးမျောကိုမမျောနဲ့တော့တာတော်သေးတာပေါ့ရွာတော်ရှင်ဘိုးဘိုးကတတိယပြီလို့ ပုံစံအတိုင်းကျွန်တော်ကိုနှက်မျက်ဆောင်ကလေးထိုးပြန်တာပေါ့ခင်ဗျာကျွန်တော်ဘာမှမပြောပဲပြုံနေတော့မှာပဲကိုရှိသားကြီးကခေကောင်နှက်ငယ်ငါတို့ဗိမာန်ကဒီနေ့လင်းပြီးမှုရင်နှက်ကလည်းတမျိုးပါလားလို့ပြောတယ်ကိုရှိသားကြီးစကားကြောင့်ကျွန်တော်အာယုံစိုက်လိုက်တော့မှဟုတ်နေတာကိုတွေ့ရတယ်အီးရန်ကလက်ဖြောက်တစ်ချက်တီးလိုက်ပြီးဟဲ့နှက်ငယ်မုန်းကြစီစကားဆုံးတာနဲ့နှက်မေက ိမှန်အပြင်ကိုထွက်လိုက်တော့ကျွန်တော်တို့ပညောင်ပင်ရဲ့နှက်ကွန်းမှာဖျောင်းတိုင်းနဲ့အမွှေးတိုင်းပူဇော်ပြီးရှစ်ခိုးနေတဲ့မုံကြာစီတဲ့ကြီးကိုတွေ့လိုက်ရပါတယ်။ရှစ်ခိုးတာမှတကယ်ရိုးရိုးသေးသေးတောင်းတော်စုကတော့ဒီနေ့မြန်မြန်ကုန်းပါစေဖဲနိုင်ပါစေစသဖြင့်ပါ။ငါတို့ဒီနေ့နေ့အိမ်ပန်စီကိုပဲခေါ်သွားရမလား။မလုပ်ပါနဲ့ဟာနေတိုင်းဆိုရင်မတင်ကားတွေဖြစ်ကုန်လိမ့်မယ်။နောက်ပြီးတော့နေ့ကိုမှားထားရအောင်မယ်အေးရန်။ ူကိုအိုင်မန်လို့မခေါ်ပါနဲ့သူ့နာမည်အရင်ဖြစ်တဲ့ယွမွန်နွေဆိုတဲ့ထဲကနွေလို့ပဲခေါ်တော့အမလီဖြစ်ပြနေလိုက်တာနတ်ငယ်ရဲ့နင်အဲ့ဒီလောက်တဲ့နေငါတို့ဝင်မကူတော့ဘူးငါကအခေါ်လေးပြောင်းဖို့ပြောတာပါဟာနင်ကိုမေဥပိုင်းလို့ခေါ်ရင်မကြိုက်ဖဲအေးရန်လို့ခေါ်မှကြိုက်တယ်မဟုတ်လားအဲ့ဒီလိုပေါ့ဟာဒါဆိုငါတို့သူ့ကိုဘယ်လိုဘဲခေါ်သွားရမလဲ ကျွန်တော်တို့နှစ်ယောက်စကားကိုဘာမှဝင်မပြောပဲငင်းကြည့်နေတဲ့ကိုရွှေသားကြီးကအခုမှဝင်ပြောပါတယ်။ကဲဒါဆိုမင်းတို့ဟိုအိမ်ကိုသွားကြကွာငါကသူ့ကိုကလေးတွေနေတဲ့ကြောင်စီခေါ်သွားပြီးလက်ခွင့်ပေးလိုက်မယ်ဟုတ်ပြီလား။ကျွန်တော်ဟာနှွေးတို့အိမ်ကိုသွားရမယ်ဆိုကြတဲ့ကမြူးနေတာပဲ။အေးရန်ကတော့ကျွန်တော်အပြောင်းလဲကိုသိပြီမဲ့ဒီကိစ္စမှာသူပါပါဝင်ခွင့်ရတာကိုတော့ဝမ်းသာပြီးတက်ကြွနေပုံရတယ်။ ကျွန်တော်ကတော့ပြောလဲအပူပဲဆိုပြီးလွှတ်ထားဟန်တူပါရဲ့ကျွန်တော်ရောက်သွားတော့တူဝီးနှစ်ယောက်ရံဖြစ်နေတာနဲ့တန်တူတာပဲငါကသမင်းစသွားတာတောင်းမှကြာလာပြီးထင်းနေတာကို မင်းကတမင်ရွက်ပြီးလိမ္မော်ရီတွေဘာတွေပါဖြော်တိုက်လိုက်သေးတယ်ဟုတ်လားခက်ကလေးစင်ပြီးလွှဲသိဖို့အစီအစဉ်ရောမရှိတော့ဘူးလားဒေါ်ရဲ့သူတို့ခမညာတနေ့လုံးနေဘူးကြီးတဲ့မှာလောက်ဟာရှာတာအဲ့အီလီတော့တောက်ပါစီ က်ဆန်နဲ့တိတ်မကုန်ပါဘူးအစီကိုရေးနဲ့ညော့ပြီးရေခဲတတားတဲ့ကရေခဲနဲ့တိုက်တာပဲဟာကိုတော့အားလဲဟဲ့ငွေကုန်တာကိုပြောတာမဟုတ်ဘူးအချိန်ကုန်တာကိုပြောတာငါကသူတို့ကိုနေစားပုံပြတခါနဲ့ပြေးထားတာဒီနေမပြီးရင်နောက်နေ့ဆိုငွေထပ်ပေးရမှာပေါ့ဟဲ့ဒေါခင်မိုးမာကဧကန်နေကနေအိမ်ရှိပန်းချန်တဲ့ကအေးတောက်ပြီးအေးအေးလူလူလှဲ့နေတဲ့အလုသမားတွေကိုလက်ညှိုးထိုးပြီးပြောပါတယ်။နှွေးကတော့အေးအေးဆေးဆေးပဲခမညာ သူ့ရဲ့ဒါနဟာမှန်နေလို့တတိချယူဆထားတဲ့ပုံပါပဲစိတ်ချပါဒေါ်ငွေထက်မပြီးရပါဘူးသူတို့ဒီနေ့ပြီးအောင်လှုပ်ပါလိမ့်မယ်အေးမပြီးရင်တော့မနဲ့ပြန်လှုပ်အားကညီးပဲစိုက်စိုက်ပါမယ်ဒီနေ့ပြီးတဲ့အပြင်တော့ပန်းအိုးတွေပါနေရာချထားပြီးအောင်မှားຫນွေးကပျော့ပျော့ဆူဆူပဲဧကန်ထဲကထွက်သွားပါတယ်ဒေါ်လို့ຫນွေးကခေါ်တဲ့ဒေါ်ခင်မိုးမာကြီးကတော့ ်ဧကန်မှာဒေါသနဲ့ဟိုဘက်ရှောက်ဒီဘက်ရှောက်လှုပ်နေတယ်။ဒါနဲ့ကျွန်တော်ကဒေါခင်မူးမာရဲ့ကိုစောင်းနှက်ကို အာယုံပြုတ်လိုက်တော့ပေါ်လာတယ်။ဘလို့ဖြစ်ကြတာတော့ပြောပါဦး။ဒေါခင်မူးမာရဲ့ကိုစောင်းနှက်မှာလေယောနာကမျက်နာမကောင်းပဲဖြစ်တဲ့ကိစ္စကိုပြောပြတယ်။ယောနာရဲ့စကားဆုံးတော့ကျွန်တော်တော်တော်လေးကို စိတ်ညစ်သွားတယ်။ဒီလောက်စစ်စီတဲ့အမင်းကလေးမျိုးကို အလှူပေးဖို့တော့မလွယ်ဘူးထင်တယ်။ ဒါကိုရိတ်မိတဲ့အေးရန်ကနတ်ငယ်နင်းကြိုးစားရမှာကမလွယ်ဘူးထင်တယ်နော်ဝါဆိုလာပြီနေနောက်ဆုံးဆိုတော့ငါတို့မှာကတလာနီးပါးလောက်ပဲအချိန်ရမှာစိတ်မပူပါနဲ့ဟာအခက်အခဲရှိရင် ဖြည့်ရှင်းလို့ရတဲ့နီလန်းဆိုတာလည်းရှိစမြဲပါပြဿနာရှိရင်အဖြေရှိတယ်အစ်စမင်းလိုအပ်တဲ့တကူကိုဘိုးဘူးကိုရှောက်ဖို့ကြည်အောင်နော်ဘာတွေလူမဲဆိုတာဟာအဲ့ဒါကအခုချက်ချင်းကြီးမလို့သေးပါဘူး ူတို့အခြေအနေကိုကြည့်ပြီးမှလိုအပ်တဲ့တကူအိတ်ဒီဘက်ကိုတောင်းတာပိုကောင်းပါတယ်။အေးရန်ငါနှွေးစီခဏသွားလိုက်အောင်မယ်။နတ်ငယ်ညင်တော့အေးရန်ကတော်တော်ကလေးစိတ်ဆိုးတဲ့ပုံစံနဲ့ပြောပါတယ်။ငါနှွေးရဲ့ကိုစောင်းနတ်စီကိုခဏသွားမှာပါ။ဒေါခင်မိုးမာကြီးနဲ့မရရင်နှွေးနဲ့လှည့်ပြီးတော့အလှူကိစ္စကိုပံ့ပိုးခြင်းပံ့ပိုးရမှာမို့ပါဟ။အလုတ်အတွက်သွားတာပါ။ဒီတော့မှအေးရန်ကကျင်းနဲ့ပြီး ဒေါခင်မိုးမာရဲ့ကိုစောင့်နှံတဲ့စကားပြောရင်းကြံရစ်ခဲ့။ဘာပဲဖြစ်ဖြစ်နှွေးနာရောက်တော့ရင်ခုန်တာပါပဲ။နှွေးကခြံရှင်းတဲ့အလုပ်သမားတွေကိုတော်တော်ပင်ပန်းမှာပဲနော်အိမ်အောင်ရှိလားစသည်ဖြင့်မင်းရင်ရင်းနှီးအောင်စကားပြောနေတယ်။ကျမတို့ကမိမသားနှစ်ယောက်ထဲနေတာ။နောင်ကျမတို့ခြံမှာလှုပ်ဆရာတွေအများကြီးကျူးပြင်းကျင်တာတွေအများကြီးရှိပါသေးတယ်။အဲ့ဒီကြရင်လည်းအကိုတို့ကိုပဲခေါ်မှာပါ။ဘာပဲဖြစ်ဖြစ်အကိုတို့နဲ့ကရင်းနှီးသွားပြီနိ။ လူတင့်နဲ့ထပ်ပြီးမဆက်ဆံကျင်တော့ဘူးကျွန်တော်တို့ကလည်းဒီအတိုင်းပါပဲကျွန်တော်ကပယံပါရတယ်မမလေးပယံကဝင်မရှိလို့ဒီအလုပ်ကိုလုပ်ရတာတော်တော်ကြာဟိုအန်ဒီကပယံခိုင်းပြီးဒီစည်းပဲပြော့နေမှာမဟုတ်လို့ဒါကလူချမ်းအလုပ်ပါအဲ့ဒါကိုနှွေးနားလဲပါတယ်ဒီနေ့ဒီခြံနဲ့မြောင်းတော့ပြီးပါတယ်နော် အာပြီးပါတယ်စိတ်ချပါကျွန်တော်အာယုံတောင်မပြူပါသေးဘူးနှုတ်ရယ်ကိုစောင့်နှက်မယ်ကထွက်လာတယ်

မမလေးပဲဖြစ်လိုက်ပါတော့လား။ဒါနဲ့နေပါအိုးမမလေးနဲ့ဒေါခင်မိုးမာကတူကြီးပဲဟာမမလေးလှူလို့မရဘူးလား။မမလေးကဒီဘဝမှာမတူမလာတော့တာအရင်ဘဝတွေလုံးကဘိုးဘိုးရဲ့ဆွေစဉ်မျိုးဆက်ထဲမှာမပါဘူး။ဒါကတော့သိကြတယ်။ဒီတော့တာမူကခေါင်းငိန်နေ။ကျွန်တော်လူကျင်တာနှွေးကအလှူအတန်းဝါသနာပါနေတော့နှွေးကပဲဒေါခင်မိုးမာအလှူဘက်ကိုစိတ်ရောက်လာအောင်ပျော့ပျော့ပေးဖို့ နှွေရဲ့ကိုစောင်းနှက်ကတိုက်တွန်းအောင်အကူညီတောင်းတာပါ။ရပါတယ်ဒါကအခက်ရင်မအောင်ကျမကူညီနိုင်ပါတယ်။နှွေရမြောင်းထဲမှာအလုံလုံနေတဲ့သူတွေကိုအိမ်အဝင်လန်းတမန်တလင်းခင်းထားတဲ့တံတားပေါ်မှာစောင်းကြောင်ကလေးထိုင်ပြီးအားပေးရင်းနဲ့ခိုင်းသွားပါတယ်။ဒီတော့မြောင်းနဲ့ခြံကိုရှင်းတဲ့ငတိတွေလည်းဘာပဲဖြစ်ဖြစ်ပေါ်လေမိမချော်လေးတယောက်ရဲ့နှုတ်တန်ချူချူကိုဘယ်လွန်ဆန်နိုင်မှမလဲ။နွေဟာတော်တော်လေးကိုချောတာပါဗျာ။ နွေးရေလိုက်ရင် ကျွန်တော်ဟာတီးနေရကလွင့်သွားတယ်လို့ခံစားရတယ်။တချို့လူတွေက တီးတီးနေရင်မလှဘူး။ရေလိုက်မှလှတာ။တချို့ကြတော့လေရေလိုက်ရင်မလှတော့ဘူး။နွေးကတော့တီးတီးနေရင်တမျိုးလှပြီးရေလိုက်ရင်တမျိုးလှတဲ့သူပါ။ကျွန်တော်လူပြန်ဖြစ်ချင်လိုက်တာဗျာ။ကျမဖတ်ပြပေးခဲ့သောနတ်ငယ်အပိုင်း၈ဒီမာရင်ပြီးဆုံးပါပြီရှင်။ ကျမနဲ့အတူအားပေးနားဆင်ခဲ့ကြသူများအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဆက်လက်ဖတ်ပြပေးမယ့်အခန်းဆက်တွေနဲ့အတူစိတ်ဝင်စားစရာကောင်းတဲ့ပညာပေးသုတရတ္တစောင်းပါးတွေထူးခြားစမ်းကြယ်ဝိထုများကိုလည်းတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးဖို့မမေ့ကြပါနဲ့နော်။နောက်ငယ်အပိုင်း၉မှာပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးဘေးကင်းလုံခြုံကြပါစေ။ကျမကနှင်းစီပါရှင်။